ပြိုင်မဲ့မရှိဘဲအနိုင်ရတော့ပြည်ခိုင်မျိုးရဲ့ပါတီနောက်ထပ်နှစ်ခုရပြိုင်မဲ့မရှိဘဲနဲ့အနိုင်ရတာကိုယ်တိုင်လောင်32ယောက်ရပါတယ်အဲ့တော့ကိုကိုကြီးကအဲ့ကိစ္စကိုသူကဘာပြောဘာတင်လဲဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တဲ့ပြည်သူပါတီကဝင်ပြိုင်မှုပုံထားရောမြည်စင်းပို့ပြီးတဲ့နောက်ပါတယ်ဖိအားပေးမှုတွေကြောင့်ပြန်လဲရုပ်သိမ်းသွားခဲ့တဲ့မြို့နယ်ချူပါဝင်ပါတယ်တဲ့အနိုင်ရသွားပြီကိုအမှတ်ပြတော့အနိုင်ရသွားပြီအဲ့တော့သူကပြောပြီးတော့အဲ့မြို့နယ်တွေမှာသူ့မြို့နယ်တွေပါခဲ့တယ်ဒါပေမဲ့သူကဖိအားပေးမှုတွေကြောင့်သူနှုတ်ထွက်ခဲ့ရတယ်ဆိုမျိုးသဘောမျိုးကိုကိုကြီးကအဲ့စာရေးတင်ထားတယ်ဖူးဖွေးတော့မပါဘူးဗျာဖူးဖွေးမပါဘူးပြည်တူးမပါဘူးဗျာ နော်လူမင်းမပါဘူးဗျာအဲ့ဒီရောကြောင့်မပါဘူးဗျာကဲထားတော့ဒီလူလူတွေတို့တွေပါဝင်သူဆောင်ခြင်းမရှိဘူးအဘာတိပဲကိုကြီးရဲ့ပြောတဲ့ဟာလေးတွေကျွန်တော်စိတ်ဝင်စားလို့ကျွန်တော်ထည့်ကြီးပါတယ်ကိုကြီးကပါဆိုအခုကိုကြီးကဘာရေးထားလဲဆိုတော့ဟွာတဲ့ဒီတို့ရွေးကောက်ပွဲကိုတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကိုကြီးပြောရမှာပြည်သူပါတီကိုကြီးပါပဲဆိုတော့ သူတို့ကိုယ်စားလှယ်တွေခုလက်ရှိကိုယ်စားလှယ်တွေကအယောက်31ယောက်ထက်မနည်းပါတော့31ယောက်ထက်မနည်းကရွက်ကောက်ပွဲမဲပြိုင်စရာမလိုပဲနဲ့အနိုင်ရပါပြိုင်မဲမရှိပဲအနိုင်ရသွားတာပြည်ခိုင်မျိုးရဲ့ပါတီနောက်ထပ်နှစ်ခုရပြိုင်မဲမရှိပဲနဲ့အနိုင်ရတာကိုယ်စားလှယ်လုံး31ယောက်ရပါတယ်အဲ့တော့ကိုကိုကြီးကအဲ့ကိစ္စကိုသူကဘာပြောဘာတင်လဲဆိုတော့ရွက်ကောက်ပွဲနဲ့ပတ်သက်ပြီးတော့တဲ့ပြည်သူပါတီကဝင်ပြိုင်မှုပုံထမ်းကိုမြည်စင်းပို့ပြီးတဲ့နောက်မှာတဲ့ဖိအားပေးမှုတွေကြောင့်ပြန်လည်ရုပ်သိမ်းသွားခဲ့တဲ့မြို့နယ်ချူပါဝင်ပါတယ်တဲ့နော်အဲ့ဒါကြာစကားအဓိပ္ပာယ်ရှိတယ်နော်ပြောချင်တာမဲဆွဲစစ်အကုန်ကြခံချင်းပြန်စံမလိုပဲနဲ့ ကိုယ်စလဲဖြစ်သွားတဲ့စင်းတွေထွက်ရှိလာတာတွေ့ရတယ်ဗောနော်အဲ့တော့သူတို့ပြည်သူပါတီကလည်းရှင်ပြိုင်ဖို့အတွက်ဘိုးဌာနချုပ်ကိုစီရင်တင်ပြီးကမှဖျားပေးမှုများကြောင့်ပြန်လဲရုတ်သိမ်းသွားခဲ့မြို့နယ်တွေအချို့ပေါင်းမှာတယ်ဆိုပြီးတော့ပြောတော့တဘောကသူဒီပြိုင်နဲ့ဒီမြို့နယ်တွေမှာရပါတယ်မြို့နယ်32မြို့နယ်မှာ32မြို့နယ်ကိုယ်စလောင်းတွေကကိုယ်စလောင်းဖြစ်သွားပြီအမှတ်ဖြစ်သွားပြီအနိုင်ရသွားပြီပေါ့အမှတ်ဖြစ်တော့အနိုင်ရသွားပြီအဲ့တော့သူကပြောပြီးတော့အဲ့မြို့နယ်တွေမှာသူ့မြို့နယ်တွေပါခဲ့ဒါပေမဲ့သူကဖျားပေးမှုတွေကြောင့်သူနှုတ်ထွက်ခဲ့ရတယ်ဆိုတာမျိုးတဘောမျိုးကိုကိုကြီးကအဲ့စာရေးတင်ထားတယ် ဆိုတော့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ကိုကြီးဘာသဘောနဲ့ကြီးလဲကျွန်တော်မသိဘူးအဲ့တော့စိတ်ဝင်စားဖို့တော့ကောင်းတယ်အဲ့တော့နိုင်ငံရေးဆိုရတဲ့မြန်မာဘဝနဲ့ငါမဲပြောင်းပဲပြောင်းပေးပြောင်းပေးကြပါစုကိုကြီးကတော့ဒီလိုပြောတာတွေ့ရတယ်ဆိုတော့ကောင်းပါတယ်သူပြောပုံရဆိုတော့ဒီဒီရွေးကောက်မှာမပြိုင်မဲနိုင်ရတဲ့မဲထဆန္ဒနယ်ရေးဆိုဒီထဲမှာသူဆန္ဒနယ်လေပါနေခဲ့တယ်ဒါပေမဲ့ तू ကတော့အဲ့မှာနှုတ်ထွက်လိုက်တဲ့အတွက်သူတို့လူတွေနှုတ်ထွက်လိုက်ဖဲလိုက်တဲ့အတွက်အာဟိုလူတွေအလိုလိုနိုင်သွားတယ်ဆိုတဲ့ပုံမျိုးဒါကိုပြောတာတွေ့ရတယ်ဆိုတော့ဖိအားပေးမှုတွေဆိုတဲ့စကလုံးသုံးတာတော့တွေ့ရတယ်ကိုကြီးက ဒါလည်းဘာဘာနေပဲလို့သူပဲသိမှာပေါ့ဗျကျွန်တော်လည်းမသိပါဘူးဒါတော့အဲ့ဒါလေးတွေ့ရတယ်ဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းတာပေါ့နော်ဒါလည်းစိတ်ဝင်စားဖို့တော့ကောင်းတာပေါ့ဒါတွေကအပေးယူတီလာပါလားပေါ့နော်စိတ်ဝင်စားဖို့တော့ကောင်းပါတယ်ဒါလေးကတော့တိုးတော့ပြည်သူလူတွေတော့မဲပေးဖို့တော့ကိုကိုကြီးကတော့တိုက်တွန်းသွားတာတွေ့ရတယ်နောက်တစ်ခုကယောဂဘွဲနဲ့ပတ်သက်ပြီးတော့အခုဘာဖြစ်နေလဲဆိုတော့ဒီအခုလူပညာရှင်တွေအခုကိုနေတိုးတို့အုပ်စုတွေရိုက်နေတာတော့ရိုက်ပြီးတော့ကိုနေတိုးတို့ဘွဲတွေယောဂဘွဲနဲ့ပတ်သက်လက်ရှိနိုင်ငံအခင်းကြီးကိုပြည်သူလူတွေနားလဲအောင်ရယ်ယောဂဘွဲကိုမဲပေးပြီးမှကျွန်တော်တို့အပြောင်းလဲကိုတွားဖို့အတွက်ကိုရယ်ဟိုဟာတို့ကဟိုကိုနေတိုးတို့အုပ်စုက အတကုံကြိုးစားပန်းစားပြုဆောင်ပေးသွားပါတယ်ဒါပေမဲ့အဲ့မှာဟို dialogue တွေတချို့ dialogue တွေကလည်းကတော့လူလူနေနားလေးစိတ်ရေလောင်းသလိုပဲကြမ်းနေဗျကြမ်းတဲ့ခါကျတော့ပြောစရာတွေဝေဖန်စရာတွေဖြစ်တာပေါ့တစ်ဖက်ကလည်းဝေဖန်ကြတာစောင့်နေတဲ့အချိန်မှာတခါလဲအုံနဲ့ကျင်းကနေဝေဖန်စရာဖြစ်ပြီးတော့အခုတို့တစ်ဖွဲ့လုံးကို live ဝိုင်းဝေဖန်နေတာအတွေ့ရတယ်အဲဝေဖန်နေတဲ့အတူတခုဘာဖြစ်လို့ဆိုတော့တချို့လူပြရာရှင်နေအဲ့ဒီအဲ့ဒီရုပ်ောက်ပွဲနဲ့ပတ်သက်တဲ့ဒီလက်ရှိဟိုဒီတိစက်အစိုးရဘက်ကနေရက်တိပြီးတော့ဒီလူပညာသူလှုပ်ရှားမှုတွေလှုပ်ပေးနေတဲ့အခုကိုနေတို့အုပ်စုတစ်ဖွဲ့လုံးပေါ့နော်ခုနတစ်ဖွဲ့လုံးကို ကြော်ညာကိစ္စတွေနဲ့ပဲတချို့ကြော်ညာကုမ္ပဏီတွေကအဲ့ဒီလူတွေနဲ့မရိုက်တော့ဘဲနဲ့အခြားလူတွေနဲ့ပြောင်းလဲတဲ့အထိဖြစ်ကုန်တယ်လို့တွေ့ရတယ်။အဲဒါဆိုဒီဘက်က white call white call white call နဲ့ wine order ခါကြတော့ဒီကိုနေတို့လိုနေဝင်းလိုပြင်းပြတို့အာအာအေရှားမောင်တို့အပေါင်းအမှုပြန်ရှင်မင်းကလေးတွေရောအကုန်လုံးကို white call လုပ်တယ်လဲဆိုလို့ဆိုတော့အဲ့ဒီသူအဲ့ဒီလူတွေနဲ့ကြော်ညာရိုက်ဖို့ဆိုပြင်ထားတဲ့ကုမ္ပဏီအချို့ကသူတို့နဲ့မရိုက်တော့ဘဲနဲ့အခြားလူတွေနဲ့ပြောင်းရိုက်ဖို့အဲစ조사တယ်ဆိုပြီးတော့တွေ့ရတယ်။ဆိုတော့အဲ့ဒါဘာလဲဆိုတော့ဟိုဘက်အုပ်စုကအားနဲ့အင်းနဲ့လောက်ကြတာတွေ့ရတယ်။ဆိုတော့ဒါကမမျှတမှုဖြစ်နေတယ်ဗျ။ ကျွန်တော်တီဆဲအနာရဖွဲ့စည်းတွေလည်းနားလဲပါတယ်မမြတ်တော့ဥပမာဆွေးကြောက်လို့ဖူးဖွေးလို့မပါဘူးဗျာဖူးဖွေးမပါဘူးပြည်တူးမပါဘူးဗျာနော်လူမင်းမပါဘူးဗျာအင်ဒိုရာကျော်စင်မပါဘူးဗျာကဲထားပါဒီလူလူတွေသူတို့တွေပါဝင်သူဆောင်ခြင်းမရှိဘူးအဘာတိပဲလေသူတို့ပါဝင်သူဆောင်ရတဲ့အဲ့ဒါနဲ့အဆင်ပြေလို့ဖဲလိုက်တယ်ဆိုရင်တော့သူတို့တွေကကြတော့အဆဲမခံအောင်ဘိုက်ကောမလုပ်ခံအောင်ဆိုရင်သူတို့တွေကကြော်ညာဆက်ရိုက်ခွင့်ရပြီးတော့ဒီဘက်ကနိုင်ငံတော်ကိုကူညီပေးတဲ့လူပညာရှင်တွေကဘာလို့မှမလုပ်ရတော့ဆိုရင်ဘယ်လိုလုပ်မလဲဒါမျှတသလားပေါ့အဲ့တော့နိုင်ငံတော်ကြီးကြီးတွေတာဝန်ရှိသူတွေအနေနဲ့စဉ်းစားဖို့လိုတာကဒီပုံကိုယ်တွေ အခုဒီနိုင်ငံတော်ဘက်ကနေမမမိုက်ရပ်ပြီးတော့နိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်ပေးသွားတဲ့ဒီအထုပညာရှင်တွေကိုလည်းကာကွယ်ပေးရမှာဖြစ်တယ်ပြီးတော့ကြော်ညာကုမ္ပဏီနဲ့ရုပ်ရှင်ထုတ်လွှင့်ရေးကုမ္ပဏီတွေကိုလည်းသတိပေးရမှာဖြစ်တယ်မင်းတို့တွေဒါကတော့မင်းတို့ဒါကမင်းတို့နိုင်ငံတော်ဥပဒေကိုမင်းတို့ချိုးဖောက်နေတာဆိုတော့မင်းအသိပေးဖို့လိုတယ်ကြော်ညာကုမ္ပဏီတွေအနေနဲ့လည်းနောက်တစ်ခါရုပ်ရှင်ထုတ်လွှင့်ရေးကုမ္ပဏီအနေနဲ့လည်းဒီအထုပညာရှင်တွေနဲ့မရိုက်ဘူးဆိုတာမျိုးလုံမိခဲ့ရင်ခင်ဗျားတို့ကဥပဒေကိုခင်ဗျားတို့ကနိုင်ငံကိုခင်ဗျားတို့ကိုယ်တိုင်မှာပြန်ဖြည့်ဆည်းနေတာတော့တူငါတို့ကြိုက်တယ်လူငါတို့ရိုက်မယ်ဆိုစကားမျိုးပြောလို့မရဘူးပြပါဆိုတော့ဒါနိုင်ငံတော်ကူညီတာဟိုပြည်ပြည့်အုပ်စုခိုင်းနေမှာလိုက်လို့နေကြီးဆိုရင်ခင်ဗျားကပါလေအခု နောက်ထပ်ပြည်သူတွေနောက်ထပ်အင်ဒိုကျော်သေးတွေနောက်ထပ်ဖူးဖွေးတွေနောက်ထပ်လူမင်းတွေထပ်မွေးခိုင်းမွေးထုတ်ခိုင်းလို့လားစဉ်းစားကြည့်ပေါ့မမျှတမှုပေါ့ဆိုတော့နိုင်ငံတော်ကူညီမိတာနဲ့ပဲဒီဘက်မှာသူတို့လှုပ်ချင်တဲ့အလုပ်များလုပ်တွေမလုပ်ရတော့ဘူးဆိုရင်တော့အဲ့ဒါမမျှတအောင်ပြနိုင်ငံတော်ဆဲဆူခဲ့တဲ့ကောင်တွေကကြတော့နိုင်ငံတော်ပုံကန်ခဲ့တဲ့လူတွေကြတော့အလုပ်များလုပ်လို့လုပ်လို့ရပြီးတော့နိုင်ငံတော်မဆဲမဆူပုံကန်မှုမလုပ်ဘဲနိုင်ငံတော်ပြန်ကူညီဖို့ကြိုးစားတဲ့လူတွေကိုအလုပ်မလုပ်လို့မရအောင်ဝိုင်းပြီးတော့ဖိအားပေးရမယ်ဆိုရင်တရားမျှတမှုဆိုတာဘာလဲလို့မေးရမယ်အဲ့တော့ကြီးခဲ့တွေကလည်းအဲ့ဟာကိုကြည့်ပြီးတော့မှ တင့်တော်သူတို့ပြန်စီစဉ်ပြဖို့တော့လိုတယ်။တင့်တော်သူစဉ်းစားပြဖို့တော့လိုတယ်။เนาะကြော်ညာကုမ္ပဏီတွေလည်းခေါ်ပြီးရုပ်ရှင်ထုတ်လေးကုမ္ပဏီတွေလည်းသိပေးရမယ်။မင်းတို့တွေเนาะဆိုတာမျိုးပြောဖို့လိုတယ်။အဲ white collar လောက်ပြီးတော့ဟိုဘက်ကအုပ်စုတွေအဲ့လိုပြန်ရှင်နေလက်ကျုံးတော့ထောင်ပြီးတော့လာဖြစ်တဲ့အုပ်စုတွေအဲ့ဒီအုပ်စုတွေကိုကြတော့ဘာမှလုံးလို့မရအောင်ကိုဖွင့်လိုက်တားနိုင်အောင်တားမှာဖြစ်နိုင်ပြအဲ့လိုတွေခေါ်ရရမှာနောက်တစ်ခါထပ်ရိုက်ပြလိုက်ရှုပ်လို့အဲ့ဒီမှာပြည်သူတို့အင်တော်ကျော်စင်တို့ကိုဖွေးဖွေးတို့လူမင်းတို့ခေါ်ပြီးစကားကားရိုက်ပြလိုက်သူတို့မရိုက်ပေးဘူးဆိုရင်မရိုက်ပေးဘူးဆိုရင် okay မင်းတို့အဲ့လိုပြန်မလုပ်နဲ့တော့ပြီးတော့ပိတ်ပြလိုက်အေးရောဘာလို့ဆိုတော့အဲ့ဒါမှမျှတာမှာ ဟိုမမြတ်တာဘူးဗျမမြတ်တာဘူးဆိုဒီအခုပြောပေးနေရတယ်ကူပေးရတယ်သူပြချင်းတို့ကတော့ဝိုင်းပြီးဆဲခံနေရပြီးတော့အตาလေးထိုင်ကြည့်နေသူပြချင်းတွေကဟိုမှာပြည်သူတွေကအချစ်တော်ပြည်သူမြေတာခံယူရမှာဆိုရင်မတရားဘူးဗျာအဲ့ဒါတော့မတရားဘူးအဲ့တော့ပြည်သူဆိုတာတချို့ပြည်သူပါမိပိတ်အုပ်စုပြည်သူရဲ့ဟာမြေတာခံယူပြီးတော့ဆက်ပြောပြီးဆိုရင်ဘယ်လိုလုပ်မလဲကျွန်တော်တော့ပွင့်ဒါကြီးရသိမဟုတ်ဘူးပြီးတော့ဒီဒီမှာနိုင်ငံတော်ဘက်ကနေဝိုင်းကူပေးနေတဲ့အမှုပြချင်းတွေဘက်ကနေပဲကျွန်တော်တို့ကရက်တီပြီးတော့ပဲပြောပါမယ်။အဲ့အဲ့နိုင်ငံတော်ကူညီပေးတဲ့အမှုပြချင်းတွေနဲ့ပဲကျွန်တော်တို့တသားတည်းရှိပါမယ်။နိုင်ငံတော်အစိုးရတာဝန်ရှိသူတွေနဲ့ ကြောင်ညာကုမ္ပဏီရွှေထုတ်လိုက်ကုမ္ပဏီအနေနဲ့လည်းပြည်သူနဲ့နိုင်ငံတော်အစိုးရနဲ့တပါးဒါရရက်တီတွေအဲ့ဒီအမှုပြန်ရှင်တွေနဲ့ဒါရရက်တီပြဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်။အဲ့တော့ဒါလေးကခင်ဗျားတို့ဒီချစဉ်းစားဖို့လိုတယ်။ကိုယ့်ဘက်ကအုပ်စုတွေအုံနေခြင်းနဲ့လုပ်နေခြင်းမှာကိုနေတို့ပေးတတ်တွေ၊ကိုနေနေဝင်ပေးတတ်တွေ၊မြင်းမြတ်ပေးတတ်တွေ၊ချူလေးတို့ပေးတတ်တွေ၊မင်းမျိုးပေးတတ်တွေစသဖြင့်ပေါ့အဲ့ဒီအမှုပြန်ရှင်တွေပေးတတ်တွေကပြန်ပြီးတော့အုံနေခြင်းနဲ့ကောင်တာပြန်ပြီးတော့ပြန်ပြီးတော့ပြောနိုင်အောင်ကမ်ပိန်းရေလုပ်ပြီးပြန်လုပ်ပြရမှာ။ပြန်လုပ်ပြဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းခြင်းတယ်။အဲ့ဒါမှပဲပုံနဲ့ပြောရင်ဟိုဘက်အုပ်စုတွေကိုနည်းနည်းပြောပြမယ်။ဘယ်ကောင်က နိုင်ငံကိုဖျက်ဆီးခဲ့တဲ့ဖျက်ဆီးရေးသမားဘယ်ကောင်နိုင်ငံကူညီခဲ့တဲ့သူအဲ့ဒါမျိုးတွေနဲ့တခါတည်းဟိုပြန်ပြီးလူတွေနဲ့ပြန်ပြီးတော့ကမ်ပိန်းပြန်လုပ်ကြဖို့လိုပြီးတိုက်တွန်းချင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့တိုက်တွန်းချက်လေးပါနော်အဲ့တော့မဆိုင်တဲ့လူပြည်ချင်းတွေကိုသွားပြီးတော့ဟိုကလိုင်းနဲ့ခောက်နေတဲ့အစားခောက်နေမဲ့အစားတကယ်တိုင်းပြည်ကိုကူညီပေးခဲ့တဲ့လူပြည်ချင်းတွေကိုသွားပြီးဒုက္ခပေးနေမဲ့အစားလက်သုံးဆောင်ထောင်ပြီးတော့ပြည့်ခဲ့တဲ့အဲ့ဒီအုပ်စုတွေကိုလည်းတခုခုတော့ဟိုဆွတ်သွင်းပြီးတော့အလုပ်လုပ်ခိုင်းဖို့နိုင်ငံတော်ကြိုးပြန်ပြူခိုင်းဖို့လိုပြီးလို့ပဲတိုက်တွန်းနေတယ်ဒီနေ့တော့တလောက်ပါ 때 지면에 좋다 영역자 무다 나야마 렌 주고 살펴게 봐 ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစုစည်းဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်